ြမပြည်သူတွေဟာစစ်ပွဲတွေထပ်မလို့ခြင်းတော့ပါဘူးပြည်တွင်းစစ်သမိုင်းဆိုတာကိုထပ်ပြီးဆွမ်းမဆန့်ခြင်းတော့ပါဘူးစစ်ခွေးတွေကသာအဖြစ်နိုင်တဲ့အဆုံးမှုလက်နက်ကင်ခဲ့ရတာပါတော်လန်ရေးကိုထပ်ပြီး အတော့မရှိခြင်းတော့ပါဘူးမင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့ဆောင်းမရှင်တင်ဦးရဲ့ ြည်သူကိုတကယ်ရှေ့ရှုတယ်ဆိုရင်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်ဒေါ်လာကြီးအင်အားစုတွေဒိမ့်ပိုက်ချင်းချုပ်ထားတဲ့တိုင်းရင်းသားနယ်မြေတွေနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေကြောင်းမနစ်တုံးကစည်းသားခဲ့ပါတယ်အခုဒီနှစ်မှာတော့အငင်းပွားမှုကပုံပြီးလူသိများလာခဲ့တယ်ဆိုရမှာပါတအားမီတလောက်သတင်းတွေအရဆိုရင်ယခုနှစ်နဝါရီလလောက်ကလေးကကြိုကြာကြိုကြာဖြစ်လာခဲ့ကြတာအခု မတ်လပိုင်းအထိတိုင်အောင်ပါပဲဒီလိုအငင်းပွားမှုတွေမှာအများစုကတော့ KIA နဲ့ TNLA တို့ကြားမှာဖြစ်ကြတာပါအခုကလုံတန်ဗီဒီယိုဖိုင်တွေဆိုရှယ်မီဒီယာမှာပြန့်နှံ့ခဲ့တာဆိုတော့လူလူကြားစိတ်ကူးစရာပြောစရာတွေပိုဖြစ်သွားခဲ့ရတာပေါ့ဒါကရှမ်းမြောင်ပိုင်းမှာပဲရှိပါသေးတယ်။ကြံတဲ့ဒေသတွေမှာတော့အခုလိုမျိုး တွေ့ရသေးပါဘူး။မတွေ့ရသေးတာဟာအဖြစ်တာလို့တော့တိုက်ရိုက်ကောက်ချက်ချလို့မရပါဘူး။ ရှင်းပြည်နယ်လက်ဝနယ်မြေဟာအခုတော့ငြိမ်နေတယ်လို့ဆိုရမလားပါပဲ။ဒါပေမဲ့ရှင်းပြည်နယ်ရဲ့တခြားနယ်မြေတွေမှာလည်းအငြင်းအပွားမှုတချို့ရှိတယ်လို့ဒေသခံတချို့စီကကြားရပါတယ်။တကယ်တော့ဒီလိုနယ်မြေအငြင်းပွားမှုတွေဟာ2021မြို့ဒေါ်လာရေးမတိုင်ခင်ကတည်းကရှိခဲ့ကြတာပါ။ဆိုရှယ်မီဒီယာအာမကောင်သေးတာကြောင့်ပိုလိတကြောကြောမဖြစ်ခဲ့ရတာပါ။တခြားအကြောင်းရင်းတစ်ချက်ချို့လည်းရှိခဲ့ကြမှာပေါ့လေ။ ါပဲပြောပြောအခုလိုနေမြင်အငင်းပွားမှုတွေမှာထိုးကြကြကြတိုက်နှက်ကန်ကြောက်ကြတနတ်တွေဖောက်ကြတာတွေ့ရတော့မြမပြည်သူတယောက်နေနဲ့စိတ်ပြက်ရပါတယ်ဝမ်းနေရပါတယ်စိတ်ပြက်ရတာကတော့ဩကိုယုံကြည်ထားအာကိုထားရတဲ့အဖွဲ့တွေကဒီလိုတွေလုံနေကြတာစစ်တပ်ကတော့ရှေ့အုံးမှာပဲစစ်ခွေးတွေတောင်အမြင့်မပြတ်သေးဘူးအခုကနေမြေကိစ္စဆလာကြပြီဆိုပြီးခံစားမိလာလို့ပါ ဝမ်းနဲ့မိတာကတော့ငါတို့ပြည်သူတွေဘဝအတော်ကန်ဆိုးတာပဲနှစ်80ကျော်ပြည်တွင်းစစ်ကိုရင်ဆိုင်လာရပြီး အခုအဲ့ဒီပြည်တွင်းစစ်တရက်ခံစစ်တပ်ကိုအမြင့်ဖြတ်ဖို့လုပ်နေချိန်မှာပဲငါတို့အာကိုအာထရတဲ့အဖွဲ့တွေကမငြိမညွတ်ဖြစ်ရန်တွေဖြစ်စစ်တပ်ကပိုရှေအောင်မှာငါတို့ဘသူကိုသွားပြီးအာကိုရတော့မှာလဲဆိုပြီးဝိမိတာကြောင့်ပါ KIA နဲ့ DNA ယောဂမဟာမိတ်တွေပါ မာမိတ်စာချုပ်အရနှစ်ဖွဲ့ကြားပေါ်ပေါက်လာတဲ့ရင်ပွားမှုတွေကိုမိဖက်ပရိပခအဖြစ်အမှတ်မယ်လို့သဘောတူထားကြတာပါ။ဒါဆိုအခုလိုထိုးကြကြိတ်ကြပန်းကြကန်ကြမိဖက်ပရိပခဖြစ်ရှင်းနီးလားလို့မေးရတော့မှာပါ။တစ်ဖက်ပြောရေးဆိုခွင့်ရှိသူတွေကတော့ညှိနှိုင်းဖို့ကြိုးစားနေပါတယ်။ဆွေးနွေးဖို့ကြိုးစားနေပါတယ်လို့ပြောနေပေမဲ့အတွေ့အကြုံဘာမှဖြစ်မလာသေးပါဘူး။ ါတွေကိုမညီနိုင်ပဲဒီတိုင်းဆက်ထားမယ်ဆိုပါကကြာလာရင်ပို့ပြီးဆိုးရွားလာနိုင်ပါတယ်။ဘာဖြစ်လို့ပို့ဆိုးလာနိုင်တာလဲဆိုတော့မြန်မာနိုင်ငံမှာလူမျိုးရေးဘာသာရေးကိစ္စကစူလွယ်နဲ့လွယ်ကိစ္စပါ။ဒီလိုစူလွယ်နဲ့လွယ်ကိစ္စကိုစစ်တပ်ဘက်ကရောမတိနားမလည်သူတွေဘက်ကပါပေးထိုးပေးနိုင်ပါတယ်။ဒီလိုနဲ့မလိုလားအပ်တဲ့လူမျိုးရေးပြိပက္ခအဆင့်ထိဥတည်သွားနိုင်ပါတယ်။ပြီးတော့ဒီကာလကစစ်ပေါင်းကျင်းနေတဲ့ကာလပါ။တိုက်တိုက်မကြိုက်ကြ လက်နက်ကင်သာသူတွေမှာတစ်ခုခုဆိုလက်နက်ရှိတယ်ဆိုရင်စိတ်အခံလေးကရှိတတ်ကြပါတယ်ပြဿနာတစ်ခုခုဆိုရင်ဖြည့်ရှင်းမယ်ဆိုရင်အရင်ဦးဆုံးကလက်နက်ကင်ပြီးဖြည့်ရှင်းဖို့စဉ်းစားတတ်ကြပါတယ်ဖြစ်တတ်တဲ့သဘာဝတွေပါနောက်တစ်ချက်ကတော့အခုချိန်မှာစိတ်အာဏာရှင်အမြင်မပြတ်သေးပါဘူးလမ်းတဝက်ပဲရှိပါသေးတယ်ဒီလိုချိန်မှာဥတီယာပြောင်းလို့မဖြစ်ပါအင်းကမိအကြီးကျယ်လောင်နေတယ် မိကိုဝိုင်းနှိမ်ရမယ်အစားချင်းချင်းရံပစ်နေမယ်ဆိုရင်တော့ဘလို့ဖြစ်မလဲဆိုတာအတိပြုသေးခြင်းပါတယ်။ဒီ NLA ပါဝင်နောက်ပိုင်းမှာမိတ်၃ဘွဲ့ဟာ1027ကစပြီးတော့ညင်ညာချက်ထဲမှာစစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးဆိုတာကိုဖော်ပြလေရှိပါတယ်။သူနည်းတူသူ့ရဲ့တပွဲချင်းသဘောထားအရာ ဆိုရင်လေပြည်သူလူထုကိုအလေးထားတဲ့အကြောင်းလူထုလုံခြုံရေးကိုဂရုထားတဲ့အကြောင်းအသဖြင့်မကြာခဏသလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါကြောင့်ပြည်သူတွေကိုတကယ်ရှင်းတင်နေဆိုရင်အခုလိုပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ထမဖြစ်လာဖို့လက်တွေ့ညှိနှိုင်းလှုံ့ဆော်ကြရမှာဖြစ်ပါတယ်။ရလတ်သက်တွေကိုပြည်သူတွေကိုလက်တွေ့ပြရမှာဖြစ်ပါတယ်။ဒါရည်သူဟာသမိုင်းပညာရှင်မဟုတ်ပါဒါကြောင့်ငင်းပွားနေတဲ့တချို့နယ်မြေတွေဟာဘသူပိုင်နေဆိုတာမျိုးလဲသတိပြတ်မပြောနိုင်ပါဒါပေမဲ့မြန်မာနိုင်ငံတွင်းမှာရှိတဲ့ဘယ်နယ်မြေမှမဆိုတိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံနေထိုင်ကြတာဖြစ်ပါတယ်။အရောက်ပေါက်နေပါလှပြီးဆိုတဲ့ဝါတို့နောက်ပိုင်းတို့လိုကိုတောင်းအခုဆိုရင်မြေပြန့်ကညာသားတွေနေထိုင် လောက်တိုင်းနေကြတာပဲမဟုတ်လား။ပြီးတော့သမိုင်းဆိုတာလူလူအနက်ပြန်ကြတာတွေလည်းကြီးကြိုက်ကြပါတယ်။မြန်မာနိုင်ငံလို သမိုင်းပြည်ထနာအမကောင်းတဲ့တိုင်းပြည်မှာဓာတ်ထန်းတုတ်ထန်းကြီးခုံရမယ်သမိုင်းတွေကအနေမနောရှိကြအောင်ပါ။ ။လောလောကာလမှာပြဿနာတွေထပ်မဖြစ်ဖို့အတွက်နှစ်ဖက်ခေါင်းဆောင်တွေအနေနဲ့မျှော်မြင်ရှိရှိဆောင်ရွက်ကြဖို့လိုပါတယ်။လူမျိုးတွေပါလာရင်ပြဿနာကပိုပြီးကြီးထွားလာမှာဖြစ်တယ်လို့တော်လန်ကြီးကပိုလို့တောင်းဝေးသွားနိုင်ပါတယ်။ဒါကြောင့်နောက်ကကောင်းဆောင်တွေအနေနဲ့မိမိတို့အကြားချုပ်ဆိုထားတဲ့မဟာမိတ်စာချုပ်တွေနိုင်ငံတကာဥပဒေစာချုပ်တွေဒေသခံပြည်သူတွေရဲ့သဘောထားကအဓိကကျတယ်ဆိုတဲ့သဘောတရားတွေ ဒေါ်လာရဲ့ရည်ရွယ်ချက်တွေကိုမပြောင်းမပြက်အကင်ထားပြီးအမျှော်မြင်ရှိရှိဆောင်ရွက်ကြပါလို့တိုက်တွန်းချင်ပါတယ်မြမပြည်သူတွေဟာစစ်ပွဲတွေထပ်မလို့ခြင်းတော့ပါဘူးပြည်ရင်းစစ်သမိုင်းဆိုတာကိုထပ်ပြီးဆွဲမဆန့်ခြင်းတော့ပါဘူးစစ်ခွေးတွေကမဖြစ်နိုင်တဲ့အစုံမှုလက်နက်ကင်ခဲ့ကြရတာပါဒေါ်လာရဲ့ကိုထပ်ပြီးအတော့မရှိခြင်းတော့ပါဘူးဘယ်လူမျိုးဘယ်တိုင်းရင်းသားမဆိုငတ်ပြက်စုတ်ပြက်လာပါပြီခင်ဗျာ ဟုတ်ကဲ့ဒါကတော့ဆောင်းမရှင်တင်ဦးရဲ့ပြည်သူကိုတကယ်ရှင်းရှုတယ်ဆိုရင်ဆိုတဲ့ဆောင်းပါလေးဖြစ်ပါတယ်မြန်မာပြည်သူပြည်သားပေါင်းလဲဉာဏ်ဆုံးအေဂျန်တာရလွတ်လပ်ပြီးတော့ကိုစိတ်နှပြရမ်းမာချမ်းသာရှင်လန်းပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ